ိသက်တွေကတော့ဆိုညီမတို့ဘလို့အသိနဲ့ပဲကံကံပိသက်ကတော့အပေးနေမှာဘလို့အသိနဲ့ပဲကံကံနိုင်စေခြင်းနဲ့အဲ့ဒါလည်းပိသက်ကိုကျေးဇူးတင်တယ်ပြီးတော့ညီမတို့ကအခုပိသက်အပေးမှုများလာတယ်ခင်ဗျညီမတို့ကလည်းပို့ပြီးကောင်းမွန်အောင်လုပ်ပြနိုင်ဖို့ပို့လိုတယ်လေယုံကြည်မှုရှိရဆိုတာထက်ညီမတို့ပို့ကြိုးစားဖို့လိုတယ်ဆိုတာမျိုးကဘယ်လိုပြောမလဲကို့အတွက်ဟိုသင်ခန်းစာလိုပေါ့ဟိုပြိသက်ပို့အားပေးရသူစိတ်မပြတ်အောင်ကို့ပို့ကြိုးစားဖို့လိုတယ်အဲ့လိုရတယ်ပို့လှောက်ဆောင်ဖို့လိုတယ်ပေါ့အောင်မြင်မှုတွေပို့ပြီးရအောင်ယူပေးနိုင်ဖို့လိုပါ ဟုတ်ဒီမှာဖုန်းနှလုံးရှိအောင်နဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဆင်းရောက်ပြပါတယ်မနလေးစင်တဲရပေါ့ဒီမှာမနလေးစင်တဲမှာဆိုရင်ကျောင်းနံပါတ်၄ဝစီကစားပြီးတော့နောက်တန်းဆန္ဒပဲကစားပါတယ်ဘောလုံးကစားတာအခုမင်းအခုနောက်ပိုင်းဆိုရင်မင်းကလေးလည်းဘောလုံးနေအများကြီးအရင်ကစားအများကြီးကစားလာရတယ်ဘောလုံးတော့ကိုကိုစိတ်ဝင်စားလာကြတယ်အာပြောချင်တာညီမတို့ဆိုလဲဒီဘောလုံးကစားဖို့တကြိမ်နဲ့နဲ့ဒီလိုအရာဖြစ်လာတာမဟုတ်ဘူးပေါ့အကြိမ်ကြိမ်ညီမတို့တက်တန်းလိုက်တယ်အာပါလိုက်ပြုတ်လိုက်အဲ့လိုမျိုးပေါ့အကြိမ်ကြိမ်ညီမတို့လည်းအဲ့လိုမျိုးစူးစမ်းခဲ့ရတာပေါ့အဲ့ဆိုဟိုအဲ့လိုဖြစ်တဲ့ မြန်မာလေးတွေအမတွေပေါ့အဲ့လိုမျိုးဘုံလုံးဝါသနာပါတဲ့လူတွေဆိုရင်လည်းစိတ်ဓာတ်မကြပဲနဲ့တစ်ခါကြာရှုံးပွေးရင်လည်းဆွဲမလျှော့ပဲနဲ့အကြိမ်ကြိမ်ပေါ့ထက်ခါထက်ခါစူးစမ်းပြီးရင်ဒီလိုကိုဖြစ်ချင်တဲ့အရာကိုဖြစ်လာနိုင်မှာအဲကြောင့်မို့လို့စိတ်ဓာတ်မကြပဲကြာရှုံးနေရင်လည်းစိတ်ဓာတ်မကြပဲနဲ့ဆက်လက်စူးစမ်းပြီးတော့ဒီဘောလုံးလောကတွေကိုဝင်ရောက်လာနိုင်ဖို့ပြောချင်ပါတယ်ဟုတ်ကဲဟုတ်ကိန်းဝဲတော်ဝဲကစားပြီဆိုတော့ကစားသမားတွေကဟုတ်ကုတ္တဝင်ကို ကြေဖို့ဆိုတာထက်ပေါ့ကုတာဝန်ထက်ပိုတဲ့တာဝန်တွေကိုလည်းလုံနိုင်မှသာဘယ်လိုပြောပွဲတစ်ပွဲရအကောင်းဆုံးဆိုတဲ့ရလဒ်ကိုရနိုင်သွားပါအာအချိန်ကတော့အခုညီမတို့ဆိုဒီတစ်ခေါက်ကတ်ဝင်လာတဲ့အချိန်နှစ်လလောက်ရတယ်ပေါ့ရတည်မလားအမေအချိန်များများရလေကစားသမားတွေတအုပ်တယောက်ရဲ့အရေးချင်းနေနားလည်မှုတွေအဲ့ဒါတွေကပုံပုံပြီးချိတ်ဆက်မိတာပေါ့ကိုရတယ်မလားအချိန်ရရင်ရတယ်လို့ အဲ့ဒါအရင်နိုင်တာလားဆိုတော့လည်းမဟုတ်သေးဘူးကိုယ်ကမှကစားသမားရဲ့လှုပ်ဆောင်ချက်တွေကလည်းလိုသေးတယ်ကိုရတဲ့ဦးနဲ့တူချိတ်ဆက်မှုပြီးရှေးတန်းဆိုလည်းရှေးတန်းလျောက်ကိုသွင်းမယ်အလဲတန်းနောက်တန်းဆိုလည်းဒါသူ့အနေနဲ့သူကောက်ွက်ရှေးတန်းကလည်းကိုသွင်းနောက်ကလည်းမပေးရမှသာဒါအနိုင်ဆိုတာဖြစ်ပါလေဟုတ်တယ်မဟုတ်ဘူးအာလိုအပ်တာကတော့အများကြီးပေါ့ကွအခုဆိုနိုင်ငံတကာဆိုတော့ဘောလုံးကဒါနိုင်ငံတိုင်းကအများကြီးပြင်ဆင်ပြီးအများကြီးလုပ်နေကြတယ်လို့ကိုနိုင်ငံကလည်းအခုသူများတွေကို ဘယ်လိုပြမလဲအရင်မိဖို့မဟုတ်ဘူးဆိုတော့ကို့မှာရှိတဲ့အရာကို့ပံ့ပိုးတဲ့အရာတွေနဲ့ကို့မှာရှိတဲ့အရေးစုံအကုန်လုံးထုတ်ပြီးတော့အကောင်းဆုံးလုပ်မှသာဒါပို့ပို့ပြီးတိုးတက်လာမှာမရှိ motivation ဖြစ်တာတော့ကိုယ်ညီမတို့ကအခုကိုလုတ်လာတဲ့ထွင်ပြီပေါ့အခုပွဲပွဲကစားပြီဆိုရင်ညီမတို့လုတ်လာရတဲ့အချိန်ညီမတို့ပြင်ပန်းခဲ့ရတဲ့အချိန်တွေနဲ့ဒါပြိတ္တတွေပေါ့ကိုပြိတ္တတွေကလည်းဒီပွဲပွဲကစားပြီဆိုရင် ကိုယ်နိုင်ငံကိုနိုင်စေခြင်းဒီအရာတွေကပဲကိုယ်ခွန်အားဖြစ်စေတာပေါ့တွန်းအားပေါ့ဒါဒီပွဲတွေနိုင်မှလားကိုယ်ပြိတက်တွေလည်းပျော်ရွှင်မှုပေးနိုင်မယ်ကိုယ်ကုံဆုံးခဲ့တဲ့အချိန်တွေအတွက်လည်းဘယ်လိုပြောမလဲဒါတန်ကြီးတစ်ခုလိုပေါ့အကွယ်ရသိရမှာအဲ့လိုအားပေးတဲ့ပိတ်သက်တွေကတော့အခုဆိုညီမတို့ဘလို့အသိနဲ့ပဲကန်ကန်ပိတ်သက်ကတော့အားပေးနေမှာဘလို့အသိနဲ့ပဲကန်ကန်နိုင်စေခြင်းနဲ့အဲ့တော့လည်းပိတ်သက်ကိုကျေးဇူးတင်တယ်ပြီးတော့ညီမတို့ကအခုပိတ်သက်အားပေးမှုများလာတယ်အမှန်ညီမတို့ကလည်းပို့ပြီး ကောင်းမွန်အောင်လုပ်ပြနိုင်ဖို့ပို့လိုတယ်လေယုံကြည်မှုရှိရဆိုတာထက်ညီမတို့ပို့ကြိုးစားဖို့လိုတယ်ဆိုတာမျိုးကဘယ်လိုပြောမလဲကို့အတွက်ဟိုသင်ခန်းစာလိုပေါ့ဟိုပြိသက်ပို့အားပေးရသူစိတ်မပြတ်အောင်ကိုယ်ပို့ကြိုးစားဖို့လိုတယ်အဲ့လိုရတယ်ပို့လှူဆောင်ဖို့လိုတယ်ပေါ့အောင်မြင်မှုတွေပို့ပြီးရအောင်ယူပေးနိုင်ဖို့လိုပါအာဘောလုံးအားပေးကြတဲ့လူများလုံးကျေးဇူးတင်ပါတယ်အခုလိုဘောလုံးကိုဝါသနာပါပြီးတော့အဖြစ်မြောက်သေးတဲ့လူတွေအတွက်လည်းစိတ်ဓာတ်မကြပါနဲ့စူးစမ်းပေးပါချိန်ကြရင်ကိုစူးစမ်းမှုတွေအရာထင်လာမှာပါဟုတ်